အခုတင်ဆက်ပေးမယ့်သတင်းကတော့ရှုံးမဲမရှိသေးတဲ့စံချိန်ကိုမန်ယူစက်ထင်းနဲ့ဆွဲတဲ့သတင်းပဲဖြစ်ပါတယ် မန်ယူအသင်းဟာယူရိုပါလီပွဲစဉ်ပြိုင်လိုက်အောင်အသင်းနဲ့ကစားခဲ့ရမှာ90စီတေးကြောင့်ကစားနိုင်ခဲ့တာကြောင့်လက်ရှိဘောလုံးရသည်ဥရောပပွဲစဉ်တွေကစားနေတဲ့အသင်းတွေထဲမှာရှုံးဝင်းမရှိသေးတဲ့ဆန်ချိန်ကိုစတင်ထနိုင်ခဲ့တယ်လို့သိရပါတယ်။လိုင်ယွန်နဲ့တေးကြတဲ့ပွဲစဉ်မှာမန်ယူအသင်းဟာဥဆောင်ကိုစားပြရခဲ့ပေမယ့်နောက်ခံလူယူရဲ့အသင်းအတွက်ပထမဆုံးဂိုးနဲ့တိုက်စစ်မှုဆက်စီရဲ့ဂိုးတွေကြောင့်ပြန်လည်ဥဆောင်နိုင်ခဲ့ပြီးတော့ပွဲချိန်နောက်ဆုံးမိနစ်ရောက်မှပြေးလိုက်ရတဲ့ဂိုးကြောင့်တေးကြခဲ့တာဖြစ်ပါတယ်။ မန်ရွယ်တင်ဟာပွဲစဉ်တွေမှာရှေ့ဆွမ်းနဲ့အခုရေးဖန်တီးမှုပိုင်းမှာအသာစီရခဲ့ပြီးနောက်ဆုံးမိနစ်ကျမှပေးလိုက်ရတဲ့ကိုကြောင့်တည်ရင်နဲ့ပဲဆုံးသက်ခဲ့ရတာဖြစ်ပါတယ်လိုင်အောင်နဲ့ပွဲမကန်ခင်ကမန်ယူသမားဟာမှာတဲ့စကားရှိတယ်ဖြစ်ခဲ့တဲ့မန်ယူသမားအိုနနာဟာဒီပွဲစဉ်မှာကိုဗစ်နိုင်တဲ့ကန့်သတ်ချက်တွေကိုကောက်ကွယ်မှုတွေပြုလုပ်နိုင်ခဲ့ပေမဲ့လိုင်အောင်ရသွားတဲ့ပထမကိုပါဝေးအမှားနဲ့တရှိုးကျွလွန်နေတာကြောင့်မန်ယူနိပြအီမိုရင်းကအိုနနာပေါ်မှာစီးပွားမှုတွေပုံပုံမြင့်တက်လာတယ်လို့သိရပါတယ်ဒီသတင်းကိုတော့ညင်းချောင်းအောင်ပေးဖို့လားပါ